ဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့မြတ်စွာဘုရားကိုတတိယပါဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့ဘုဒ္ဓတတိယအေဓမ္မံတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့မြတ်စွာဘုရားဖော်ထုတ်ပေးတဲ့ဓမ္မယရဏာကိုတတိယပါသံဃံတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့ပရိသတ်ရဲ့အဲ့ဒီဓမ္မတွေကို မပြောင်းမပြောင်းထိမ့်သိမ့်နေတဲ့စောင့်ရှောက်နေတဲ့သံဃာကိုတတိယပါဘာကိုတတိယမလဲ ေတို့တန်ဃာတော်တွေကလည်းပေတတေယဓမ္မယရဏကို မပြောင်းမပြင်းအောင်စောင့်ရှောက်တယ်ဆိုတာထိုင်ပြီးတော့ဒီတိုင်းငုတ်တို့ကြီးထိုင်ပြီးတော့စောင့်နေတာမဟုတ်ဘူးတဲ့ဗုဒ္ဓရဲ့ဓမ္မတွေကို ကိုယ်တိုင်လည်းသိအောင်သင်တယ်သင်ပြီးတော့လည်းကျင့်တယ်အဲ့ဒီကိုယ်သိလို့ကိုယ်ကျင့်လို့ရတဲ့ဓမ္မယရဏတွေကိုဘာလို့တည်းလဲတက္ကະဓမ္မတွေကိုတစင်းပြန်ပြီးတော့ဟောတယ်ပြောတယ်စောင့်ရှောက်တယ် ကောင့်မလို့ဘုန်းကြီးတို့မြေသာပေါ့တော်ကောင်းတို့ဗုဒ္ဓဓမ္မသံဃလို့ဆိုတဲ့အဲ့ဒီသုံးခုကခွဲလို့မရဘူးတဲ့တွဲနေတာဗုဒ္ဓကိုခွဲထုတ်လို့လည်းမရဘူးဓမ္မကိုခွဲထုတ်လို့လည်းမရဘူးသံဃကိုခွဲထုတ်လို့လည်းမရဘူးယရဏသုံးပါးကတွဲရထားရတယ်ယရဏသုံးပါးဘလို့ထားလဲအေးယရဏသုံးပါးကိုခွဲထားလို့ဘယ်တော့မှမရဘူးဗုဒ္ဓကလည်းပဲယရဏသုံးပါးကိုပြည့်တတ်ရင်အမြဲတမ်းတွဲလျက်ပဲထားတယ် ကဲအဲ့တော့ဘုန်းကြီးတို့ပြည်သားတူတူပြောဆိုဗုဒ္ဓဆိုတာကဘာပုဂ္ဂိုလ်တုံးဆိုရင်ယရနာဖော်တဲ့ပုဂ္ဂိုလ်ဗုဒ္ဓကဘာပုဂ္ဂိုလ်လဲယရနာဖော်တဲ့ပုဂ္ဂိုလ်ပါဗျာဗုဒ္ဓဖော်ထားတဲ့ယရနာကဓမ္မယရနာဘာယရနာလဲအဲ့ဒီဓမ္မယရနာကိုမပြောင်းမပြောင်းအောင်စောင့်ရှောက်နေတာဘယ်သူလဲဆိုလိုက်ပါဗုဒ္ဓယရနာဝင်ဘောလာယရနာဖော်ဖို့ပါ ဗုဒ္ဓယရဏဝိဘောလာယရဏဖို့ဘုရားဗုဒ္ဓယရဏဝိဘောလာယရဏဖို့ဘုရားသုံးပါတရဏဂုံမနပါလားရှေ့ဆုံးမှာထားတာဗုဒ္ဓရှေ့မှာပါလဲအလဲမှာထားတာဓမ္မနောက်ဆုံးမှာထားတာတို့မြတ်စွာဘုရားရဲ့တပ္ပညုတဲ့ဉာဏ်ကြီးကိုဘယ်လောက်ချီးကျူးဖို့ကောင်းတော့ဆိုရင် ဗုဒ္ဓကတရဏဂုံသုံးပါးကိုဆင်တဲ့နေရာမှာဓမ္မကိုအလယ်မှာသွားထားတယ်ဓမ္မကိုဘယ်မှာထားလဲဓမ္မကိုဘာကြောင့်အလယ်မှာထားတာလို့ဆိုဒီဓမ္မကဗုဒ္ဓကိုလည်းပြန်ထိန်းတယ်သူကတန်ဃာကိုလည်းပြန်ထိန်းတယ်အလယ်မှာထားတာဓမ္မတရဏကိစ္ဆာမိကိုအလယ်မှာထားတာထားခြင်းလို့ထားတာမဟုတ်ဘူးပြည့်တဲ့ထိန်းမှုလို့ထားတာဘာလို့ကိုထားတာလဲရှင်းတော့ဗုဒ္ဓကိုလည်းပဲပြန်ထိန်းထားတယ်နောက်ကတန်ဃာကိုလည်းပြန်ထိန်းထားတယ် ဲ့တော့ဒီတရားလေးနားလည်အောင်ပြောမယ်ဓမ္မအတိရှိတဲ့ပုဂ္ဂိုလ်ဟာဓမ္မအတိရှိထားတဲ့ပုဂ္ဂိုလ်ဟာရှေ့ကဗုဒ္ဓကိုလည်းသူကကြည်ညိုတယ်နောက်ကတန်ခါကိုလည်းကြည်ညိုတယ်ဓမ္မအတိရှိလို့ဘာအတိရှိလို့လဲဓမ္မအတိရှိပါဗျာဒါကြောင့်ဓမ္မကိုပုံမှန်ထားတာလေပုံမှန်တစ်ခုထပ်ပေးမယ်ရေရင်းကြီးတစ်ခုပေတရာနဲ့တယ်ရေရင်းကြီးဘယ်လောက်နဲ့တယ် အဲ့ဒီပေတရာနဲ့တော့ရေတွင်ကြီးရဲ့ရေအနက်ကိုတိုင်းကြရပေးတိုင်းပေချိုးဘလောက်နဲ့တိုင်းရမလဲတရားနဲ့တိုင်းရမှာပေါ့ဘလောက်နဲ့တိုင်းရမလဲတရားနဲ့တိုင်းမှာအဆအဆုံးသိမှာပေါ့ဟုတ်တယ်မို့လားပေချိုးလေးအစိတ်လောက်ယူလာပြီးတော့ဟဲ့ဒီရွေတွင်ကြီးဘလောက်နဲ့လဲမသိဘူးတိုင်းကြည့်အောင်ပါပဲဆိုပေချိုးလေးအစိတ်လောက်ချတော့အစိတ်ပဲသူသိမှာပေါ့သူမသိတာ85ကြံသေးတယ်ဘလောက်ကြံသေးလဲ 55ကြံလေးတွေတကြောင်ဓမ္မအတိဆိုတာအဲ့ဒီလိုထဲထဲဝင်ဝင်နဲ့နဲ့နဲနဲ့သိမှဘုရားကိုလည်းသိချင်ညိုတာနောက်ကတန်ခါကိုလည်းသိချင်ညိုတာတော့ဓမ္မအတိမရှိဘူးဓမ္မအမြင်မချီလင်ဘူးဓမ္မတရားကိုကောင်းစွာသင်မထားဘူးဆိုရင်ဘုရားသားရဲ့ဖယားမြင်ရင် तू ကဘယ်လိုထဲလဲအဲ့ဒါအုပ်ပုံကြီးတွေဟောဓမ္မအတိမရှိတော့ဘုရားပေါ်မှာလည်းအုပ်ပုံလိုမြင်တော့ ဓမ္မအတိမရှိထားတဲ့ပုဂ္ဂိုလ်ကနောက်ကတန်ခါကိုလည်းသူဘယ်လိုမျိုးလဲသင်္ကန်းဝတ်တယ်တဲ့အဲ့ဒါတန်ခါမဟုတ်ဘူးတဲ့သူ့မှာဘာလုံနေတော့ဆိုဓမ္မလုံနေလို့ဘာလုံနေလို့လဲရှေ့ကအမေနဲ့သမီးအမေကအလုံးမအားလို့သမီးရဲ့ဖခင်ဆွမ်းတော်ကလိုက်ပါဟဲ့ဖခင်ဆွမ်းတော်ကလိုက်ပါဟဲ့ဆိုတော့သမီးကဒီလောက်လောက်ရှိတဲ့ပကံလေးသေးသေးလေးနဲ့ထမင်းလေးဇွန်းလေးနဲ့တဇွန်းခတ်တဲ့ ခတ်ထည့်ပြီးတော့ပေါက်ပေါက်လေးနှစ်ပွင့်တင်ပြီးတော့ဩဃာသဩဃာသနဲ့ဆွတ်တော်ကတ်အမေကသွားကြည့်ပြီးဟတ်သမီးနေ့ဘုရားဆွတ်တော်ကတ်တာလည်းပကံလေးသေးသေးလေးနဲ့ပေါက်ပေါက်လေးနှစ်ပွင့်တင်ပြီးတော့ညီအေးပကံများကြီးနဲ့ကြာကြာနာနာထည့်ပြီးတော့ကတ်ပါလားအမေကအဲ့တော့သမီးကဘာပြန်ပြောတော့ဆိုတော့ဘုရင်တိုင်းအမေရဲ့ဖခင်ကအသက်မှမရှိဘဲနဲ့တခင်မှမစားဘဲနဲ့တဲ့။သမီးကပြန်ပြောတာ။ "तू ကဘယ်လိုမြင်နှုံးဆိုဖခင်ကိုအယုတ်လို့မြင်နေတာ ဘုရားကိုဘာလို့မြင်နေတာအယုတ်တော်မှန်နေပရိသတ်ရဲ့သို့တော့ပုံတော်ကိုဂုံတော်ထည့်ရတယ်ပုံတော်ကိုဘာထည့်ရလဲဘုန်းကြီးတို့အိမ်နေကြောင်းနေမှာကိုယ်ကိုယ်ထားတဲ့ဘုရားအသက်ရှိသလားပုံပဲဘာလဲပရိသတ်ကြောက်စင်းတို့ကြေးစင်းတို့တက်သားစင်းတို့ရုပ်ပုံပချီကဒါပုံနေကြီးပဲဒါတွေပါတယ် သို့တော့အဲ့ဒီပုံထဲမှာဘုန်းကြီးတို့ကဓမ္မအသိရှိတဲ့ပုဂ္ဂိုလ်ကဘာထက်လဲဂုံကိုထက်တာဘာကိုထက်တာအဲ့တော့ဟိုသကလေးကဘာပြန်ပြောလို့သမီးရဲ့အမေကိုအမေတဲ့ဖခင်ကအသက်မှမရှိဘဲနဲ့အယုတ်ကြီးပဲတကယ်မှမစားဘဲနဲ့ဘာဖြစ်လဲဒါလေးတင်လို့ရတာပဲတဲ့အဲ့တော့ဒီအမျိုးသမီးရဲ့တန်တန်မှာပြည့်တတ်ရင်ဘာမရှိဘူးလဲဓမ္မမရှိဘူးဘာမရှိဘူးလဲအေးရှိလဲပဲပြည့်တတ်ခုနကဘုန်းကြီးပြောသလိုပေါ့ ဒီရေရင်းကြီးကပေတရာနဲ့တဲ့ရေရင်းကြီးကို तू က25ပဲကျိုးလိုက်နဲ့သွားတိုင်းတော့25ပဲပဲ तू သိမှာပေါ့ဆွမ်းတော့ကရင်ကုသိုလ်ရောက်တာလောက်ပဲ तू သိမယ်ဒီထဲမှာဂုံတော်သွင်းရမယ်ဆိုတာ तू သိပါမလားသိပါပါ25ပဲကျိုးနဲ့တိုင်းတော့25ပဲလောက်ပဲသိမှာပေါ့အဲ့တော့ဒီဓမ္မအမြင်ကကြည်လင်ဖို့အရေးကြီးတယ်ဒါကြောင့်ဓမ္မန္တရဏကိစ္စမျိုးဆိုတာထားကျင်နိုင်ထားတာမဟုတ်ပရိသတ်အလဲကောင်းမှထားတာရှေ့ကဗုဒ္ဓကိုလည်းထိမ့်မို့လို့ဘာကိုထိမ့်မို့လို့လဲသိပါပါ ဗုဒ္ဓဘောမှာကြည်ညိုဖို့လို့ဗုဒ္ဓကိုအမြင်ကြည်လင်ဖို့လို့ဗုဒ္ဓရဲ့ကျေးဇူးမြင်ဖို့လို့နောက်ကတန်ခါကိုလည်းပဲဓမ္မကပြန်ထိန်းထားတယ်။တန်ခါအမြင်ကြည်လင်ဖို့လို့တန်ခါကျေးဇူးတည်တံဖို့လို့တန်ခါကိုမြင်တတ်ဖို့လို့တန်ခါကိုကိုးကွယ်တတ်ဖို့လို့ဓမ္မအတိပါတိရဲ့ဓမ္မဘုန်းကြီးတို့ပကောမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိတယ်။ဘုန်းကြီးမကြမကြပြောဘူးတဲ့။ဟာဒီမှလည်းတစ်ခါပြောဘူးတဲ့။ထပ်ပြောအောင်မယ်။ ဘုန်းကြီးတို့ဘကုခန္တာဝတိနေပြည်တော်ကြီးကိုထိနန်းစံတာဘကုအစတမလကလည်းဘကုအစဘသူလဲတမလမင်းကြီးထိနန်းစံနောက်တော့နောင်တော်ဝိမလမင်းမိကဒိဗ္ဗမင်းစာကြီးဒီအမင်းမင်းအဆက်ဆက်ထိနန်းစံသွားတာပေးရတဲ့မင်းပေါင်း20မြောက်မင်းဘလောက်လဲအဲ့ဒီ20မြောက်မှာပရိသတ်ထိနန်းစံတဲ့ဘယင်ကြီးရဲ့နာမည်ကတိတ်တမင်းနဲ့ဗမင်းနဲ့လဲ အဲ့ဒီတိတ်တမင်းကြီးကဘယ်ရတဲ့ရင်သူဓမ္မအမြင်ကောင်းစွာမကြည်လင်တော့ကံကံရဲ့အကျိုးတရားကိုမယုံကြည်ဘူးကာမတက္ကရသမာဓိတိဉာဏ်ကိုသူကောင်းစွာမသိထားတော့ဓမ္မကသူ့နှလုံးသားထဲကောင်းစွာမထည့်ထားတော့သူဘာလို့တုံးဆိုလို့ရှိရင်သူကဘာတွေကိုယုံလို့ဆိုရင်ဘေတင်တို့ဓာတ်ရိုက်ဓာတ်ဆင်တို့ရရရာ ခြေတာတို့ကိုတိတ်အစွဲလန်းကြည့်တာအဲ့ဒီမင်းကြီးကအာဘယ်နှမ်းမှာဘေတင်ဆရာတော်တယ်ဆိုသွားခေါ်လာခဲ့ရှင်တန်းတော်တဲ့သူ့တော်လက်တော်များပေးပြီးတော့ဟဲ့ ဗေဒင်ဆရာကြီးငါသာတာတော်ဆစ်ပိသံဒါဒီလိုလုပ်တာအဲ့ဒီဘယင်ကြီးကဒါဘကိုးမှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ပျက်ကြီးတစ်ခုပဲအဲ့ဒါတနေ့တော့ဘုရားတို့ဘုရားတရားဟိုအရှင်အရဟံတို့အနောယထာမင်းတို့ပေါင်းပြီးတော့ပကံမှာသာသနာထွန်းတော့ပကံကနေပြီးတော့အကြီးကြီးယဟန်တွေကိုအနောယထာမင်းစောက နှင်လိုက်တော့အကြီးကြီးတွေကပကံကနေဘကိုးပြေးလာပကံကနေပဲပြေးလာဘကိုးပြေးလာပါဗျာပကံမြုပ်လို့ဘကိုးပေါ်ဆိုတာ ခါတဲ့အဲ့ဒီမှာတို့တို့ရောက်လာအောင်ရောက်လာတော့တို့ကဒီတိုင်းပြည်မှာတို့ကိုကြီးညိုဖို့လို့ကိုးကွယ်ဖို့လို့စိတ်ကပ်ဖို့လို့မင်းဟာဘယ်သူလဲဘယင်ပဲအဲ့ဒီဘယင်ကြီးကြောင့်နည်းနည်းဆန်းနည်းနာကြီးကြရအောင်ဆိုတော့ဒီဘယင်ကြီးကအဲ့ဒီဗေဒင်တို့တိုက်ရိုက်တဆင်တို့ရရရာတို့အင်းအန်ခလက်မန္တန်လက်ဖွဲ့တိတ်ဝါသနာပါတာဒါနဲ့အကြီးကြီးတွေကတို့တော့အကွက်ကောင်းမိပြီဆိုပြီးတော့ရွှေနန်းတော်ဝေး ရွှေနန်းတော်ဝင်တော့ဆရာကြီးတို့ဘယ်ကကြွလာလဲအရိမတ္တနပူရပောက်ကံနေပြီးတော့ကလာပါတယ်မင်းကြီးဆရာကြီးတို့ဘာအတ္တမြတ်တတ်ပါတယ်လဲအာဘေတင်မြတ်တစ်ဖက်ကန့်ခတ်တတ်တယ်အဲ့ဒါဆိုဘုရားတပည့်တော်ဇာတာဆစ်ဆေးပြီးတော့မူရပါဘုရားဆိုဇာတာလေးထိုးပြီးတော့ဟောဇာတာခွင်ကြည့်ပြီးတော့ပပပနဲ့ကောက်ကတွတ်ချလိုက်တယ်မင်းကြီးကံဇာတာများညှိုးငယ်နေပါတယ်မှန်ပါအမိတ်ရှိပါဘုရားဘယ်လိုဖြစ်လို့ကံဇာတာညှိုးတယ်လဲ မထားသင့်သောအယုတ်များထားတဲ့အတွက်ကြောင့်မို့လို့မင်းကြီးအယုတ်ကနေပြီးတော့မင်းကြီးကိုနှမ်းနှိမ်နေတယ်ဆိုတော့ဆရာတို့မြင်ပါသလားမြင်တယ်ဘယ်နားမှာမြုပ်ထားတဲ့အယုတ်လဲဖရာဘသူလာမြုပ်ထားတာလဲပယောကဆရာများမြုပ်ထားတာလားစုံမြကဝေများကမြုပ်ထားတာလားမဟုတ်ဘူးမင်းကြီးဘယ်မှာတော့မင်းကြီးဘယ်မှာတော့ရှင်တော့ဆိုတော့ နံဥမကိုးွယ်ထားတဲ့ဘရေသရေဗုဒ္ဓရုပ်ွားတော်ကိုလက်ညှိုးထိုးပြအဲ့ဒီအယုတ်ပဲလေမင်းကြီးကိုနန်းနှိမ်နေတာတဲ့ဆိုတော့ဟိုရှင်မင်းကြီးကပြောတယ်ဒါမြတ်စွာဘုရားရုပ်ွားဆင်းလို့တော်ဘုရားအေးမင်းကြီးမေးမရသေးအောင်မြတ်စွာဘုရားဆိုတာအခုရှိသလားမရှိပါဘူးဘုရားဘယ်မှာတော့ပြိဋိနိဗ္ဗာန်စံမှာပြီဘုရားပြိဋိနိဗ္ဗာန်စံတယ်ပါတယ်ပြောမနေပါနဲ့ဘုရားသေတာမဟုတ်ဘူးလားဟုတ်ပါတယ်ဘုရား ကဲလူသေးရဲ့ပုံကို ထုတ်ပြီးတော့နန်းအိုးမှာတင်ပြီးကိုးခွေတာတော့မင်းကြီးရုတ်တာမရှိဘူးဒီအရေးကြီးတွေကဘုရားနဲ့မတည့်အဲ့တော့ဒီဗုဒ္ဓကိုသူကသေလွားတဲ့ပုံကိုရဲ့ရုတ်ထုကိုနန်းအိုးမှာတင်ပြီးတော့ကိုးခွေရင်အဲ့ဒါမင်းကြီးနန်းနေတာပဲမင်းကြီးဘုံကနေတတ်တယ်ဘာလို့ဒီရုတ်ကြီးညတိုင်းရှစ်ခိုးနေတယ်လဲမနေ့တိုင်းရှစ်ခိုးနေတယ်လဲအဲ့ဒီအယုတ်ကမင်းကြီးနန်းနေတာဆိုတော့ ဓမ္မအမြင်မကြည်လင်ထားတဲ့ပုဂ္ဂိုလ်ဓမ္မအတိမရှိထားတဲ့ပုဂ္ဂိုလ်ကဘယ်ရည်စဲဟိုမှသူပြောတိုင်းယုံသွားတာအဲ့ဒါနဲ့ဘယ်လိုလုပ်ရမလဲဘယ်လိုမှမလုပ်နဲ့ဖြက်စီးပြီးဘယ်လိုဖြက်စီးရမလဲဟိုရေထဲကမျောပလိုက်အေကောင်အယုတ်နှုတ်ဦးတင်နှမိတာမှလေခြင်းဆိုပြီးတော့ဘယ်ရည်စဲရေမလုပ်တယ်လေအဲ့ဒီမှာဘဂိုဟန္တာဝတိနေပြီတော်ကြီးရတနာ၃ပါးပျောက်သွားရောဖရာလည်းမရှိတော့ဘူး တရားလည်းမရှိတော့ဘူး။တန်ဃာတွေလည်းတောချောင်းတောင်ချောင်းခေါ်ပြီးတော့တောထဲတောင်ထဲပုံနေရတယ်။ဒီရှင်မကြီးကတွေ့ရင်သတ်မှာ။ဒီအယုတ်ကိုစပြီးတော့ပို့ခဲ့တာသူတို့တန်ဃာတွေဆိုပြီးတော့တန်ဃာလည်းသူကလည်းမခံတော့။အဲ့တော့ဘကောမှာဘာဖြစ်တယ်လဲအဲ့ဒီဒိဋ္ဌဗယံမင်းလက်ထက်ကတော့ကညတိုင်းညတိုင်းတော်လဲတန်တွေကြားရတယ်။ငရင်ကိုးချိန်တိတိလှုပ်တယ်။ဘကောမျိုးကြီးမှာလောင်မီးတွေကြတယ်တဲ့ကောင်းငင်မှာအုတ်ကာတွေပြန်တယ်တဲ့ ဥက္ကပြန်တဲ့ဆံကောင်းကင်မှာအလင်းတန်းကြီးတွေဘယံပါလမမင်းကြီးရှိုးကနေသူတက်သွားလိုက်ဖြတ်ဆိုပြောက်သွားလိုက်အဲ့တော့လူတွေကဘာဖြစ်လဲစိတ်ထက်တီထောက်ချားလာယရဏသုံးမှာပျောက်တဲ့အခါကျတော့တခါဆောက်တီရမရဖြစ်ပြီးတော့စိတ်ဓာတ်တွေထောက်ချားပြီးတော့လူတွေဘာဖြစ်မလဲမသိဘာဖြစ်မလဲမသိမိကကိုးချိန်လောင်နေတဲ့ငရင်ကကိုးချိန်တီးတီးလှုပ်နေတဲ့ညာညာကြလို့ရှိရင်တော်လဲသံတွေကြားတယ်တော်လဲသံတွေဆိုတာတော်တဲ့ကအော်တဲ့သံကြီးတွေ ဲ့ဘယောက်အွန်နေမှမသိဘူးတန်ကြီးတွေကအဲ့တော့တိုင်းသူပြည်သားတွေဘာဖြစ်လဲစိတ်ဓာတ်တွေခြောက်ခြားပြီးတော့ညာကြတကားတွေပိတ်အိတ်ဘုရားသာလည်းမဆိုရဲဘုရားဆုံးကြုတ်ပွားဆင်းလို့တော်တယ်လေအကုန်လုံးဘကိုးချောင်းနဲ့ပြေးချလုံးပုံကြီးသုံးနှစ်ကြာသွားတယ်ဘယ်လောက်ကြာလဲသုံးနှစ်ကြာပါတယ်ခင်ဗျမိုးတွေခေါင်းနဲ့မီးတွေလောင်နေဖြစ်ပုံတွေကဇလက်တော်ရွာက မွန်မလေးပရိသတ်ရေတလထောတဲ့သူနာမည်ကအဲ့ဒါဘကိုးချောင်းနဲ့ဆင်းပြီးတော့ရေချိုးကြတာလေရေချိုးတော့ရင်ငုတ်တော့အောက်မှာခုလို့ခုလို့နဲ့ဖယားမနှိတော့ထိတ်မှအချောင်းနဲ့ခြေတော်နဲ့သွားထိုးမိဘူးအဲ့ဒီတလထောလေးကအောက်ငုံပြီးတော့ဗတ်ဆိုဆွဲတင်တာတခါတော့ဖယားရုပ်ွားတော့ဖြစ်တယ်ဟာမြတ်စွာဘုရားရုပ်ွားတော်တွေဒီမိမတွေရေချိုးတဲ့အောက်ထဲမှာဒုက္ခပဲအမျိုးသမီးတွေတော့ငရေကြီးကုန်တော့မှာပဲမဖြစ်ဘူးဆယ်တင်မှပဲဆိုပြီးတော့သူကဆယ်တင်တော့ ပါလာတဲ့မွန်မလေးတွေကဟတလာတော်အဲ့ဒီလိုမလုံးနဲ့တော့ရှင်မင်းကြီးတတ်လိမ့်မယ်တော့သတ်သတ်သေသေပါတယ်လဲသုံးနေရှိပြီဘုရားမဖူးပါလားကလည်းသုံးနေရှိနေပြီအဲ့တော့ဘယ်နဲ့လုံးလဲညီတို့ကြောက်ညီတို့မသိနဲ့ငါအင်ငါသိသွားမယ်ဆိုပြီးတော့တော်တော်သတ္တိကောင်းတယ်သာသနာအာဇာနီသုဘတ္တဒေဝီဆိုတာအဲ့ဒီတရားကိုဘုန်းကြီးတို့ပြည့်တိုက်တိရိကုဆရာကြီးခေါ်ဘူးတယ်အဲ့ဒါနားထောင်ခြင်းတိတ်ခွေနာမည်လေးမှတ်သွားမေတ္တာမင်းစုဆိုတဲ့တရားထဲမှာ တိတုဆရာကြီးကအဲ့ဒီဘကိုးရဆိုရင်ကိုခေါ်ရတာတိတ်ခွေနာမည်ကမေတ္တာမင်စုတဲ့မေတ္တာမင်စုတရားခွေထဲမှာစီ60သာတခွေသာဆရာကြီးအပြစ်ခေါ်ရတာအဲ့တရားအဲ့တော့ဓမ္မတို့တို့ပြောစို့ဒီရှင်မင်းကြီးရဲ့ဓမ္မအမြင်မကြည်လင်တော့ဘုရားကိုဘယ်လိုသူထင်နေတယ်အယုတ်လို့ထင်တယ်ဘုရားကိုဘယ်လိုထင်လဲဒါကြောင့်ဓမ္မတရဏံကိစ္ဆာမိအလယ်မှာထားတာထားခြင်းနဲ့ထားတာမဟုတ်ဘူးရှိရဘုရားကိုလည်းကြည်ညိုထအောင်သူကဒီလိုထားပေးခဲ့တာမြတ်စွာဘုရား အဲ့ဒါနဲ့ဘာလို့တော့အိမ်တဲတော့ရေမိုးဘုရားတတ်ပဲပြီးတော့မနေ့မို့လေဘုရားရှိခိုးတာဘာပြောကောင်းမလဲမရေတာရှင်မင်းဂုံးသွားချောအဖေဆံမတဲ့ဖမ်းလာခဲ့ကောက်ရိုးနဲ့ဖုံးဆင်းနေပြီးတော့သားတစ်ချက်လုံးအမိတ်အိမ်ပေါ်ကဆင်းလာတဲ့ကတလားတော်ကတရဏဂုံနဲ့ဆင်းတယ်မေတ္တာနဲ့ဆင်းတယ်ရှင်မင်းကြီးတွေအတိကျွယ်တယ်ဟောကမိမ့်မပဲပဲလို့ပရိယတ်တိအတိတုံးမှရှိထားတော့အိမ်ပေါ်ကဆင်းတဲ့ကတရဏဂုံရုပ်ပြီးဆင်းလာမေတ္တာပို့ပြီးဆင်းလာတယ် နန်းရှင်ပြေရောက်လဲရောက်တော့ဘာလို့တလဲတလားထော်လေးမောက်ကုန်လို့ပြီးတော့ကောက်ရိုးလေးအုပ်ဆင်ရင်ကြီးမောက်ထုတ်တယ်လုံးဝမနေဘူးပရိသတ်နောက်ပြန်ဆုတ်အကျဉ်းချင်းခါကနင်းတတ်တယ်မသိဘူးအဲ့တော့ဒိဋ္ဌာဘယင်ကြီးသွားလျှောက်တယ်မင်းကြီးအမိတ်တော်ရတတ်ပါတယ်မသိပါဘူးဧကနာအဆောင်ကောင်းရှိလိမ့်မယ်လက်ဖွဲ့တွေရှိလိမ့်မယ်အင်းအိုင်တွေရှိလိမ့်မယ်ဒင်းစီကငါတောင်းမှဖြစ်မယ်ပြန်လှုပ်ပုံလှုပ်ပုံပရိသတ်ရဲ့ဒင်းစီကငါတောင်းမှဖြစ်မယ်ခေါ်လာခဲ့ဆိုပြီးတော့တွင်းကြီးတူး အဲ့ဒီတလားတော်လေးကျွန်းထဲမှာထည့်ထည့်ပြီးတော့ကျွန်းထဲခန်းကနေပြီးတော့စောက်တော့ထိုင်ပြီးတန်လေးရဲ့လက်ဘေးမိုးပြီးတော့ပြည်သာတောင်းတာပေးဘာတွေရှိလဲနင်းရှိမှာအဆောင်ဘယ်ဘုံကြီးပေးထားလဲဘယ်ရသိပေးထားလဲပေးရှိတယ်တလားတော်ကလည်းတွန်းထဲကပေးပေးလို့မရဘူးဘာပြေးလို့ပေးလို့မရလဲဟေးရှားကြသားဆိုခန္ဓာကိုယ်တော့ဘာမှမရှိဘူးဘယ်မဲ့လဲအဆောင်အဆောင်ကောင်းရှိတယ်တဲ့နှလုံးသားထဲမှာထည့်ထားတာတဲ့ ဘမထက်ထားတာလည်းလေဒါကြောင့်ဘုန်းကြီးတို့ရောစတော်ကြီးထုတ်တဲ့သာဝတ္တုရှိတဲ့ပရိသတ်နှလုံးသားဝယ်ဖရားတည်တဲ့ဗါတယ်တော့နှလုံးသားဝယ်ရတာပါဗျာပယံဆရာလည်းခေါ်ဆရာမလိုဘူးတဲ့အုပ်ဖို့လည်းတခြားမှမကုန်ဘူးတဲ့ဗီလာမြေလည်းတအိမ်မှမကုန်ဘူးတဲ့ရောစတော်ကြီးကပတ်ဆံလည်းမကုန်ဘူးတဲ့ကိုယ်နှလုံးသားမှာဖရားတည်ထားတဲ့နှလုံးသားမှာဗါတရားမှာတဲ့ ေးဗုဒ္ဓဂုံနေရွတ်နေပွားနေရင်ကိုယ်ခန္ဓာကိုယ်ကြီးဟာစေတီအိမ်ကြီးလို့ဖြစ်တဲ့စေတီယကရမိဝပူဇာရကံဟောတိဒေသနာတော်များဒီလိုရှိပါအဲ့တော့ဒီခန္ဓာအိမ်ထဲမှာဗုဒ္ဓဂုံနေပွားနေရင်ဖျားတည်ထားတာပဲမြေမလို့ဘူးဘေးသာလို့သလားကိုယ်နှလုံးသားကစီတီအင်ကြီးဘုရားကုံတွေယွနေဘုရားကုံတွေပွားနေနှစိတ်ထဲမှာဘုရားကုံတွေယွနေပွားနေတာဘုရားတဲ့နေတာအယောင်ရောစလိုကြီးထုတ်တဲ့ဇာဝရှိတဲ့နှလုံးသားဝယ်ဘုရားတဲ့ရောစလိုကြီးကတော့ဒီလိုမိတ်တော်မူ